ားလုံးပဲမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်အောင်လည်းမင်္ဂလာပါဒါအခု Chelsea အသင်းက Wolverhampton ကိုအဝေးကွင်းမှာ AACC ကစားခဲ့ပြီး၃ဂိုးပြတ်နိုင်ခဲ့ပြီးမှ နောက်ပိုင်းမှာပေါ်ရမှုကြောင့်ပွဲကတတော့ကိုအကျိတ်နဲ့ရှိခဲ့ပြီးတော့နောက်ဆုံးမှာတကယ်ကိုခက်ခက်ခဲခဲနဲ့အနိုင်ပွဲရတယ်ဆိုတော့ဒီပြဒီ Ansu Marska ကအပြောင်းလဲနေနဲ့ Tyree Church ကိုအထောင်ထားပြီးတော့ နောက်ဘူနာတက်တီကို Jimmy Gettes Gettings နဲ့တွဲပြီးတော့ဟိုဘက်က Aster ပဲထားတယ်။ကွင်းလေက Santos နဲ့ Lavia ထားပြီးတော့ Andrew နဲ့ Kaiser တို့ကိုအနားပေးလို့ Marco Correa ရော Richie ရောအကုန်နားပြီးတော့ Gusto နဲ့ နောက်ဟာတူကိုကွင်းလေကထိုးစင်အာဒူဘိုင်ယိုနဲ့အချွန်ဘောတို့တွဲတယ်ကိုသမားဆိုရင်ဖီလစ်ယိုကင်းစင်ထားတယ်ဟိုဘက်ကဝူဖ်ကတော့တိုက်စစ်ကလည်းသူတို့လည်းအပြောင်းလဲပဲဒါသူတို့လည်းတော်တော်လေးဒုက္ခရောက်တဲ့အချိန်မှာဝူဖ်ကလည်းအပြောင်းလဲနဲ့ဗစ်တာပရေရာရဲ့အသင်းကကစားတယ်ဒီပွဲကတော့ရှင်းပါတယ်ချိန်กว่าပါတယ်ဝူဖာဟန်တာရဲ့အင်တီဗီဂျူရဲ့အမားတွေအချိန်ချင်းပြုတ်လုံနေတဲ့အချက်ကချယ်ဆီကိုအရန်လွယ်ခဲ့တယ်ဒါပေမဲ့ချယ်ဆီကလည်းအဲ့လွယ်တာတွေကိုအေးစစ်စစ်ဖြစ်ရမယ်အစားမှာပြန်ပြီးပိုးဆမှုတွေပိုးဆမှုပြန်လုပ်ထားတယ်ပထမပိုင်းမှာပဲ5မိနစ်မှာ9မိနစ်မှာပဲ ဒါ entry sun to twin သွားတယ်အဲ့ဒီတုံးကတော့တော်တော်ကောင်းတယ် getting speed လိုက်တဲ့အလုံးကို sun to twin သွားတယ်တကယ် quality ကို twin သွားတယ်အဲ့ကဒီမှာဆင်15မိနစ်မှာ Tyree Jones ကိုအဲ့ဟိုဘယ်တောင်ပံကပဲ kitchen ဆွဲလာတယ်အိန္ဒိယတဲ့ကိုချပေးတယ် Tyree Jones ကဖြတ်ပင်ပိတ်သွားတယ် Tyree Jones က Chelsea ကဘာကြောင့်လဲတော့မသိဘူးကျွန်တော်ကတော့ Marky တဲ့ပူသဘောချတီချာတိတ်လေးကပူပြီးတော့ လုတ်တက်ကင်တက်တယ်ကျွန်တော်အမြင်ပေါ့ဒီဒါပေမဲ့နီးပြဘလို့သဘောရတယ်မီမာဂီတက်ပူကောင်းတယ်ဗျဒီချက်ဒီလေးကဒုတိယကိုသွင်းပြီးတော့မှပထမပိုင်းပီကန်ဒီမှာပဲရက်တကန်ဟိုဘက်ကအမားကနေဆန်တူစပီတာကနေနောက်အက်စတာဖက်သွင်းသွားတယ်အက်စတာဖက်သွင်းသွားတဲ့အလုံးစုံလည်းကောင်းတယ်ဆိုတော့ဝူဖ်ကပြဿနာကအားလားဒီအဒီမှာယုံနဲ့ယုံကန်ရတယ်ခြေစွမ်းလည်းကြာနေတယ်အသေးမှလည်း quality မနစ်ကကုညာကေတင်နေတဲ့အသင်ခံစစ်မှလည်းလူမရှိဘာမှမရှိချာမှာကုညာလို struggle ဖြစ်နေတဲ့အသင်ကိုကေတင်ထားပေမဲ့ဒီအသည်မှာ Sunday Larsen အပါအဝင်ဘသူမှတိုင်ပတ်နေတာ Fitter Pereira ကိုဘာကြောင့်သူတို့ကတော့ဆက်ပြီးတော့ခွေးပေးလိုက်တော့ဒီသူတို့စာချုပ်တိချုပ်တာတာပဲမှတ်တယ်ဒါပေမဲ့ Wolf ကတော်တော်ဆူဆူဝါဖြစ်ပြီးတော့ပထမပိုင်းမှာ3-0 up အဲ့မှာဒုတိယပိုင်းမှာမထင်မှတ်ပဲနဲ့ Soso City ဒါချက်ချင်း goal ပြန်ပေးရလို့ပထမပိုင်းမှာ3-1ဒါဒုတိယပိုင်းအစမှာ3-1နောက်63မှာ3-2ဖြစ်သွားတယ်ဒီနေရာမှာ Chelsea နဲ့ပတ်သက်လို့နောက်တစ်ခုကကစားမတွေရဲ့ discipline နဲ့ပတ်သက်လို့ဗောလေသူကစားမတွေကအမြဲတမ်း discipline ပိုင်းအားနဲ့မလိုလာအပ်ပဲနဲ့အနီကက်တီအနီကက်တီအနီကက်တီဟာအမြဲတမ်း Chelsea ရဲ့ပြဿနာပဲအနီကက်တီဆိုတော့3-2ဖြစ်သွားတဲ့အချိန်မှာ Chelsea ကအဲ့မတိုင်ခင်တည်းကသူတို့က Estevania မှာ Lien Dilat ဝင်တယ်နောက် Enzo Fernandez က Lavia နေရာမှာဝင်တယ် မာကူခွေလာကမာလူကူစထရုံနဲ့မှာဝင်ပြီးသူအပြောင်းလဲတွေစလို့တဲ့အဓိကတော့ပြပွဲကိုနည်းနည်းပြန်ထိန်ဖို့နောက်နက်တိုကထိုင်းရီချော့စ်နဲ့မှာလည်းပွဲထိန်ဖို့လုပ်နေတဲ့အချိန်မှာလူစားဝင်လာတဲ့ဒီလက်ကထုတ်ခံရတယ်ဘလောက်မှမကြောက်ဘူးထုတ်ခံအဲ့ဒါကဒီအာဒီမှာချယ်ဆီတို့ကနောက်ထပ်မိပြအပါဝင်ဆို6ချိန်မြောက်ထုတ်ခံရတာဖြစ်တယ်တန်တော်ဝါတနည်းပေါ့လေသူဝင်လာတဲ့80ကျော်မှာ ဒါ89မှာတခါပြီးတော့80ကျော်မှာတခါခင်ပြီးထုတ်ခံရပြီးတော့တယောက်ရော့ဖြစ်နေတဲ့အချိန်မှာ Chelsea က strong ဖြစ်နေပြီးတော့မှ Kittens ကိုလေဒီနေ့ပွဲမှာအကောင်းဆုံးနှစ်ဂိုးသွင်းပြီးတော့ဖန်တီးထားတယ်နှစ်ဂိုးဖန်တီးထားတဲ့ Jimmy Kittens ကတဂိုးသွင်းပြီးတော့3-2 4-2ဖြစ်ပြီးတော့မှဟိုဘက်ကတဂိုးပြန်ချေလို့4-3ဒါပေမဲ့တကယ်ဆိုရင်ဒီပွဲက Chelsea ကအစိုးရတဲ့3ဂိုးပြတ်နိုင်ရင် Jordan ဖြစ်ပြီး AC ဖြစ်ရမှာ ချက်စီရလို့ပဲဒီမလူလာတဲ့ပိုးရုံမှုတွေကနေသူတို့နှစ်ကိုပြန်ပေးရလို့ပွဲပိကန်ဒီမှာတကယ့်ကိုအကျိတ်နေပိုးဆိုးတာတော့တယောက်ရောနေတဲ့အချိန်တယောက်ရောနေတဲ့အချိန်ဆိုတော့ချက်စီနဲ့ပတ်သက်လို့ရှင်အဲ့ discipline အပိုင်းနဲ့ပတ်သက်လို့တော်တော်လေးမေးခွန်းထုတ်ရမယ်မလူလာတဲ့အနီကတ်တွေအနီကတ်တွေဗျာပွဲပိကန်ဒီမှာထုတ်ခံရတဲ့ Gusto အနီကတ်တွေအဲ့တိုင်းပဲအခုလည်းဒီတိုင်းပဲလင်းတင်းလက်ထုတ်ခံရတဲ့ဟိုဂျောက်ဖတ်ထူတုံးကလည်းအဲ့တိုင်းပဲထားပါတော့ဟိုချာလိုပါထုတ်ခံရတာတို့ကိုသူမရောဘတ်ဆန်ချက်တို့ထုတ်ခံရတာထားတော့ အဲ့ဒါကတကယ်ကိုးရဖို့အခြေအနေတွေကိုသူတို့ရင်ဆိုင်လိုက်ရတဲ့အချိန်မှာတချို့ထုတ်ခံတာတွေကတော်တော်ကိုမပေးသင့်တဲ့ထုတ်ခံရတဲ့မျိုးမျိုးတွေနောက်နီးပြဒီအန်ဆိုမာစကထုတ်ခံရတဲ့ထားတော့ဗျာကုကစားမိုင်းနဲ့ celebrate လုပ်လို့ဒါပေမဲ့ Chelsea နေနဲ့အခု job done ဖြစ်တဲ့ဒါ4-3နဲ့ဖြစ်ပေမဲ့ဒါလွယ်လွယ်ကူကူဖြစ်ရမယ့်အစားမှာခက်ခက်ခဲကစားခဲ့ရတဲ့အဆုံးသတ်မှာဒါပေမဲ့ပထမပိုင်းမှာ twin goal twin goal တွေကလုံလောက်ခဲ့ပြီးတော့ Jimmy Gattens ခြေစွမ်းပြသလို Santos ရော Tyrie Chocho Esteve နဲ့နောက်တစ်ဖက်ကဒီဘယ်လိုပြောမလဲဆိုတော့ ဒီကစားမတွေအားလုံးခြေစွမ်းပြပြီးတော့ဒါချက်စီအဝေးခွင့်မှာနိုင်ပွဲရပြီး quarter တက်ခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်